ကျွန်တော်ဒီနေ့အတွက်တယောစာစောင်းပါလေးတွေကိုဖတ်ပြချင်ပါတယ်။ဒီတယောစာစောင်းပါလေးတွေကို ရေးသားထားသူကတော့ဆရာကဘာတိုင်ဆုံးမောင်စံမုံပဲဖြစ်ပါတယ်။တယောစာစောင်းပါလေးတွေကိုဖတ်ခွင့်ပြုဝါရန်ဆရာမောင်စံမုံနဲ့မုံမခမီးရာ Facebook ပေးအားကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ထပ်မံ၍ခွင့်တောင်းရပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူ မြမပြည်သူပြည်သားများအားလုံးဘေးကင်းကျန်းမာကြပါစေဗျာရေတော်ဘုံအောင်ကိုအောင်ရမည် စ်တက်အမြင့်ဖြန်မလာကိုတော့သူမွေးတဲ့ပူကြုံကြီးဇေယကျော်ထင်းတရေစီသူကျော်စွာလင်းကချုပ်ထဲကန်ချလိုက်ပြီငလင်အရင်ပြုတ်ပြီးနိုင်ငံတကာရဲ့မျက်နှာသာပေးမှုရှာနေရခြင်းရုရှားသွားပြီးတလွာလွာတဖာဖာလုံနေရခြင်းအာဆီယံမှာဟန်ရောက်ပန်ရောက်ဖြစ်ဖို့ကြိုးစားနေရခြင်းမှာ သူ့အနာဂတ်ကာကြုံလောင်းကအကောင်လက်ဆောင်ပေးလိုက်တဲ့အနေနဲ့တပင်းအိုထိန်တွင်းမှာ ကလေးတွေစမေးဝဲဖြင်နေတော့ဘုံကျဲချောက်ပြီးတစစီဆုပ်ဖြဲတက်ဖြက်ပြစ်လိုက်ပြီးတနေ့အတွင်းကလေးငယ်22ယောက်တိတ်သွားပြီး65ယောက်ဒဏ်ရာရထားတယ်အစာနာဖြစ်ပျောက်သွားတဲ့ကလေးတွေလည်းရှိတယ်ဒီသတင်းဟာတမဟုတ်ချင်းတကဘာလုံးပြန့်နှံ့သွားတယ်မအားလာနဲ့နှုတ်ဆက်တဲ့လက်တွေကလေးငယ်တွေးတွေရဲရဲหนีသွားတယ်ထင်တော်ထက်ပိုပြီးရွန်ရှာဆက်ဆုပ်ဖွဲရာ ကောင်းကြီးဆိုတာထင်ထင်ကြီးဖြစ်သွားတယ် အော်နှလုံးနာစရာကြီးမတ္တထီစရာကြီး ဆိုတာဘေကကြည်ကြည်ရှင်းရှင်းကြီးမြင်ရစေတယ်ကျော်စွန်လင်းဟာစိုးဝင်းထက်ခြေရန်လက်တန်ရှေချောင်းပြရင်မအလာကိုပါကျိုးစင်မော်မြန်နှုံးနဲ့ဆွဲတင်ပေးလိုက်တယ်မအလာဖို့နိုင်ငံတကာမှာသူသွားလို့ရနေသေးတယ်ဂျောင်လေးပါပိတ်သွားပြီငလင်ခြေပြုတ်ကတနာစရာရုပ်သွင်ထွင်ထားတဲ့ဆက်ဆံရေးအညွန်လေးလေးထွက်လာလာချင်းချိုးခံလိုက်ရပြီး ဒီကောင်ကကာကြုတ်ယာရုကိုဖြက်လန်းကယူဖို့လှုပ်ထလိုက်ပြီးမင်းအွန်လိုင်းလဲလစ်ဒုကျုပ်စိုးဝင်းကိုလဲစကစ်လှုပ်လိုက်တယ်ဟာဒီလိုစုပ်ပယ်ဆုံးတက်ဖြက်စေခိုင်းမှုတွေဟာ လေတက်မိသားစုတွေကိုပါမလှုပ်နိုင်အောင်ချုပ်လိုက်တာပါပဲဒီလေအုပ်စုလူတွေပြန်ဝင်လို့မရလေသူ့တဆိုးခိုင်းလေသူ့မျောမှန်းချက်တရှိခံလေဖြစ်မှာကို သူ့အနာဂတ်ကာကျုပ်ဘဝကလည်းပြည်သူကိုရရက်ဆက်ဆက်ဘုံကျဲပေးနေတဲ့ လေတက်ရှိမှရောက်မှာကိုစာတင်နေတဲ့ကလေးငယ်တွေကိုအစုလိုက်အပြုံလိုက်ဘုံကျဲတက်ဖြတ်မှုကြီးဟာတဆက်ထဲနိုင်ငံရေးစပွဲဝိုင်းဘာညာဆိုသူတွေရဲ့ပါဇက်ကိုပါ ပိတ်လိုက်ပါပြီရွေးကောက်ပွဲနဲ့အိမ်မက်ရောင်နေသူတွေကိုလည်းစစ်ဖက်နဲ့နဘေးဆောင်ကန်နှုတ်ခံလိုက်ရပါပြီစစ်တပ်မှတပိုပြီးတပိုပိုဆိုးတပိုထက်တပိုပုံမိုက် ကို့ပြည်သူဆိုပိုတက်တခြားနိုင်ငံမှာဆိုဒုပြတ်မတက်ထောက် ပိုပိုကြောက်လာပါတယ်ဆိုသူတွေရှိပါပဲနိုင်ငံခြားကဆိုရင်မြေလိုသလားယူလိုက် ရွှေလိုသလားယူလိုက်တက်လိုသလားယူလိုက်ကြောက်လိုသလားယူလိုက်တတ်ထုလိုသလားယူလိုက် guest လိုသလားယူလိုက်အလုတ်သမားလိုသလားယူလိုက်အိမ်ဖော်လိုသလားယူလိုက်နောက်ဆုံးပြင်းနေလိုက်လိုချင်သလားယူလိုက်ငါတို့ကိုလက်နဲ့ရောင်းပြီးကမ္ဘာလေမှာထောက်ခံပေးရင်ရပြီပဲ ဒါဟာနောက်ထပ်လာမဲ့ဘဲစစ်ဘိုလ်ချုပ်နေနေရွာတမြဘူအဆင့်ထက်မပိုနိုင်ဘူးဆိုတဲ့ချက်ပါပဲ။ဘာလို့လဲဆိုတော့ဘယ်တော့မှပြည်သူထောက်ခံမှုမရခဲ့လို့မရနိုင်လို့ပါပဲ။စစ်ဘိုလ်ချုပ်တွေဟာပြည်သူထောက်ခံမှုမရတာဟာ ကိုယ့်ရဲ့ဘယ်သူမှဘလို့မှလက်မခံနိုင်တဲ့လောက်ရဆိုးတွေကြောင့်လို့မတည်ပဲဒေါအောင်ဆန်းစုကြည်ကြောင့်အရက်သားနိုင်ငံရေးသမားတွေကြောင့်ဖုန်ကြီးတွေကြောင့်ចောင်းသားတွေကြောင့်လို့အပြစ်ပုံချပြီး တစ်လျှောက်လုံးဖုံးကြီးចောင်းသားနိုင်ငံရေးသမားတွေကိုညှင်းဆဲတပ်ဖြတ်တာကို လက်ရင်အောင် စနစ်တကျလုပ်ခဲ့ကြပါတယ်။ဒါကိုတမတော်ရဲ့အလုပ်တစ်ခုလို့ထင်အောင် လုပ်လာကြရကဒီအချက်ကိုသိနားလည်တဲ့ပြည်သူတွေဟာဘောင်းမီဝက်ကိုမထောက်ခံတယ်လို့ခေါင်းပေါင်းပေါင်းလာပြန်ရင်လဲမဲမပြီးတဲ့အထီဖြစ်လာတော့ပြည်သူတွေကလွယ်တကူရဲ့ရဲ့ဆက်ဆက်အစုလိုက်အပြုံလိုက်နေစဉ်တပ်ဖြတ်တဲ့အထီဖြစ်လာတာဟာ အခုဆိုမတက်ရရင်မနေနိုင်တဲ့စစ်တောင်ရောက်လို့နေပါပြီ။ရောက်တာမှဆုလိုက်ပြုံလိုက်လို့ကိုရက်ဆက်လွန်းတဲ့နီးမှန်သမျှတုံးပြီးတက်တဲ့အစင်မှာနောက်တပိုလာရင်လေဒီတပိုထက်တာဖို့ကလွယ်ဘာမှမရှိတော့ပါဘူး။အစာတတ်ရဲ့အဖတ်တ်မင်းဆက်ကိုဖျက်တဲ့နေ့တိုင်းဖျက်ယုံကလွယ်ရင်တခြားနည်းမရှိတော့ပါဘူး။မဟုတ်ရင်တော့ဘေးမှထွက်မပြေးနိုင်တဲ့ပြည်သူဟာစစ်တပ်ရဲ့ပွဲတော်အုပ်ထဲကဟင်းဖြစ်နေမှာပါပဲ။ ဖက်စစ်စစ်တပ်အမြင့်ဖြတ်ဆိုတဲ့ရီမန်းချက်ကိုသာ ပေါ့မြောက်အောင်လုပ်ရုံမှတပါအချမရှိပါဒါကိုဒီတန်တရိုက်ခံနေရတဲ့မြန်မာပြည်သူကတော့ ရှင်းရှင်းပြတ်ပြတ်ဖြစ်ပြီးသားပါတန်တိတ်ထန်လေးချထားကြပြီးသားပါတရုတ်အိန္ဒိယနဲ့အာဆီယံနိုင်ငံတွေကို ရှင်းရှင်းလင်းလင်းတည်အောင်လုပ်ဖို့ပါပဲဒါမှသာစုလိုက်ပြုံလိုက်လူတက်နေရမှနေလို့ထိုင်လို့ရတော့တဲ့စစ်တပ်ကိုစစ်မထောက်ခံမှုနဲ့ အမြန်ဖြတ်သိမ်းနိုင်အောင်ပံ့ပိုးကူညီဖို့ဖြစ်လာမှာပါအသေးခံစေးပြာဒီရဲ့ပိုင်းမှာစောက်စုရဲ့မူရစ်စေးပြာတွေဟိုနိုင်ငံဒီနိုင်ငံမှာမိနေတော့ပြည်တွင်းမှာမူရစ်စေးပြာမိသတင်းတွေလှုပ်ဖို့ မဟာတရားဖန့်ပြနေရတယ်အာဆီယံကိုလည်းငါတို့ဒီလိုလုပ်နေပါလေဆိုပြီး ထုံးစံတိုင်နှစ်ချက်တမက်ကွက်ခင်းတော့ပေါ့အာဆီယံနဲ့ကျန်နိုင်ငံတွေကလည်းတက်ပြီးသားပါ ဆဲအိုစုကဟလိုက်တာနဲ့ခြေကဘယ်နှတုံးမျိုးထားတယ်ဆိုတာကုန်တီအမှန်ကသူတို့ဖမ်းသူတို့မိတယ်ဆိုတော့မလိမ့်တပတ်နဲ့တရဝင်တဲ့ဆောင်းတာပဲလီအမေမိလိုက်တဲ့မူရဲ့ဆေးပြားမှန်သမျှအေးနဲ့ပြေးစားရသေးတာဒါရီကဆဲအိုစုနဲ့သူ့ BGF သူ့ပြည်သူစစ်ထုတ်ကုန်းဆိုတာလူတိုင်းသိပါလေသူ့လူတွေကသူ့ရဲ့ဂိတ်တွေကိုကြိုက်တယ်လို့ဖြန့်ကြိုက်တဲ့စီကိုပုတ်ပြီး နိုင်ငံတကာကိုဖျက်ပြနေတာကြပလီအာနာသိန်းစာကဓမ္မဒူတာကဟင်းဒီဟင်းရွက်အလူတော်ကားကြီးနဲ့တင်လာတဲ့ဆေးပြားတွေကိုကရင်ကတင်နှန်းဆင့်ပြန်လေးတွေစောင့်ဖမ်းရင်းမှားကင်ပြီလို့တရင်မဖြစ်တဖြစ်လေးလောက်ခဲ့လေသည်ရဲ့ခဏနေတော့လေမတော်တဆဖမ်းလိုက်ရတဲ့အဲ့ဒီနေရာပြန်လွတ်လာတာပါပဲစောဆူရဲ့မူရဆေးပြားလက်တံဟာဘလောက်အထိရောက်တယ်လဲဆိုတာသိစေချင်လို့ ဥကျက်ဖရဲ့ဓမ္မဒူတာစေကိစ္စကိုထည့်ပြောတာပါစေကိန်နာကနေစေကိစ္စလို့တောင်းဖွဲ့မီပြောင်းခေါ်ခဲ့သေးတာအဲ့ဒါလို့မဝါတာအုပ်စုကြီးတွေပါ စေပြားလက်ကဖြတ်နေကြတဲ့ ठी နော်စကိုင်းအုပ်စုတွေဆိုပါတော့လေအဲ့ဒီစကိုင်းအုပ်စုမှာမူရစေပြား network ကြီးခိုင်ခိုင်မာမာရှိတာကြပါပြီနိုင်ငံသားတွေစီတက်ငယ်လိန်တူလိန်ကုန်ကူးမှုနဲ့ပါထိဆက်ကြပါရဲ့ အခုတချို့ကတိုက်ပွဲတွေမှာစစ်အုပ်စုဘက်ကတေကန်တပ်သားတွေဝင်တိုက်နေတယ်လို့ပြောကြတာရှိတယ်။အမှန်တော့တေကန်စစ်ပြားတွေပါ။တိုးစစ်သားစုဆောင်ရေးမှာဆိုရင်တင်နန်းကျောင်းမှာစခန်းမှာစစ်ပြားလိုသလောက်ရမယ်လို့ပြောပြီးကို စုဆောင်တာလီ။လေရင်ကခြောက်ပေးတဲ့ရှေတန်းပို့ရိတ်ခါရုပ်တွေရရင်လေစစ်ပြားထုတ်ကတတ်တတ်ပါတာတွေ့နေရတာပဲ။မလာတော့အုပ်စုစစ်ပြားထုတ်လို့မအားပါဘူးဆို။ ရွေးကောက်ပွဲအသံတညဉဏ်ပေးနေတဲ့တယောက်ကတတ်တတ်ကိုရှိတယ်။နိုင်ငံရေးဆိုတာကလေဆိုပြီးမကြာခဏပြောနေတဲ့ကိုကိုကြီးတယောက်ဟာစေအုပ်စုနဲ့လုံရင်လုံရင်နိုင်ငံရေးလုံပါပလာရာကနေစုံစုံမြုံမှာကြောက်လို့မဟာလာကိုအာနာလွှဲရက်တီနီးလာပြီးပါနဲ့ကျိန်တို့တယ်။ဟိုနွားကမထုံတက်တဲ့ဆိုတော့သူကောင်းကောင်းတည်တယ်လေ။၆လတန်ထတ်တူရင် ရွေးကောက်ပွဲနဲ့ဝေးသွားမှကြောက်ပြီးထောက်ပြရရှာတော့ခြေဥမှာရွေးပွဲလုံးဖို့ဆိုရင်ကြားပြတ်အောင်မဲ့တကောင်ကို လွှဲရမယ်ပေါ့ပြောတာပြောရငပုကမထင်မထင်သလိုထုမှဆိုတော့အလွဲခံရတဲ့တယောက်ကပြန်လွှဲမယ်ဆိုရင်လေရပါရဲတွေဘာတွေဖာရတာပေါ့ဖာသေးအဲ့လေဖာတီကိုကိုကြီးတောင်ဖြစ်တော်မေအင်းကိုကိုကြီးဖာတီပြည်သူဖာတီ ရွေးကောက်ပွဲနဲ့ပတ်သက်ရင်သူ့အပူကတစ်မျိုးကြံ့ဖွတ်တွေအပူကတစ်မျိုးလို့ဆိုရမေကြံ့ဖွတ်အုပ်စုမှလည်းအရက်သားနဲ့စစ်ထွက် ခွတ်ဆောင်းခုန်နေတာကြပြီကြောင်ဆိုကြံ့ဖွတ်ရဲ့ပိုင်ဆိုင်မှုတွေကလည်းမနေဘူးလေလူမှုရေးအသင်းလိုလိုကနေပါတီပြောင်းပြီးသုံးလက်ဆနိုင်ငံတော်ပိုင်မြင်နေရာဆောက်အုံတွေကိုမောင်ပိုင်သိန်းနောက်ထပ်လဲထပ်ယူထားတဲ့ရုံးဆောက်အုံတွေ နေရဝင်းကြီးတွေနဲ့ကားလိုင်းကအစစီးပွားရေးလုပ်ငန်းမျိုးစုံအထိပါအတီပေါက်တင်ထတာများကြီးမဟုတ်လားအရာတွေကိုကြံတိုင်းဖွတ်တိုင်းကကြောက်ချောင်းချောင်းနေကြတာတော်လန်ရေးနိုင်ရင်ကြံ့နေကိုဝင်လာတဲ့ဘိုးချုပ်တွေကလစ်တော်မှာမလစ်ရင်လေဒီကောင်တွေကိုရာဇဝတ်မှုတွေပြောက်မောင်းထုတ်ကြမှာဆိုတော့ကြံရစ်မဲ့ရက်သားအစုကသူတို့ဘိုင်းဆိုပြီးတွတ်ထားကြတာ88မှာပြုတ်သွားတဲ့ တာဆာညာတစ်ဖြစ်လဲမဆာလာအုပ်စုလို့ပေါ့မဆာလာရီလဲနိုင်ငံပိုင်ပါတီရုံးမှန်သမျှဝိလေကြောင်ပတ်နဲ့ပါတီပိုင်လို့အပိုင်သိမ့်ခဲ့ကြတာလီတမျိုးတမျိုးမှာတကယ့်နေရာကောင်းတကယ့်ဝန်းချံကြီးတွေကြီးမြေငှဆာရာနေတယ်တနစ်တနစ်နေတာမှန်လူရွေးကောက်ပွဲဝင်ပြလိုက်ငွေလေးပုံလိုက်နေနှက်နေကြတာတိုင်းပြည်မှာဒီမိုကရေစီမရှိမှကြောက်တဲ့အထင် ူတို့ထိတ်ဆုံးကပါတီဖြစ်ရက်တီလို့မရတော့ရင် ပိုင်ဆိုင်မှုတွေက အော်တိုလက်မှာမဟုတ်လားတူတယောက်ပိုင်ပြောင်းလို့မရဘူးလीအခုဆိုရင်ပြည်နယ်တွေမှာရှိတဲ့ရုံးတွေဝင်းတွေကလစ်ပြီလीပြည်မကဟာတွေလဲအဲ့ဒီလိုဖြစ်မှာကြောက်နေကြတာပါတီပိုင်းဆိုပြီးလှုပ်ထားတော့ရောင်စာလိုကလည်းမရနဲ့အသေးတွေစွန့်နာနေကြတာအဲ့ဒီတော့နာမည်ပြက်ခံထားရတာနဲ့ကာမိအောင် တုံးမဲ့ကောင်တွေချင်းသွားတဖြည်းဖြည်းလုံနေကြတယ်။အဲ့ဒါကြောင့်ဒီရွေးကောက်ပွဲမှာအရက်တော်ပညာတတ်တွေပါမယ်ဘာညာရှေ့ရှောင်းတာပေါ့။ပါတီဆိုတော့ပြည်သူကိုအမြဲဆန့်ကျင်နေလို့မဖြစ်ဘူးဆိုပြီးအိုထိန်တွင်ဘုံကျဲတာစစ်တပ်မဟုတ်ပါဘူးလို့လိန်နဲ့မင်းအွန်လိုင်းကိုငါထမိန်ဝတ်ထားလို့ပြောချလိုက်တဲ့မပုတုတတ္တိမျိုးထီလဲမပြရဲကြဘူး။ကြံ့ဖို့ချင်းတူပါတီချင်းတူပေမဲ့ မပူတူကလည်းသူတို့နဲ့တကိုင်းနဲ့ထင်ခန့်ကျင်ပုံမရဘူးရွေးကောက်ပွဲသာဝင်မယ်ပြောတာပြည်သူအတွက်လဲသူ့လိုတောင်တခွမှမဟရေးဘူးလीဒီတခါတော့ပူတူမာကဘာသာပြန်စရေးမဝင်ပြုံမြင့်ဆိုတဲ့ဟာမထက်တော့အများကြီးတာတော့တယ်စရေးမပဲတုံးတော့မေးဆရာထဲ့ဖို့မတန်တော့လူ နေတာလန်မဘာတာပြောင်းကြီးကလည်းဒီပုံကျဲမှုဟာလောက်ရအားလုံးကို ထောက်ဆလိုက်ရင် စစ်တပ်ဟာမပြေတော့ခံရရှိပြီလို့ဖော်ဖော်ဖေဖေဖိနေတော့တရင်သမားအရီတာချုပ်တက်စင်ဆိုတဲ့ကောင်ကဒီတရင်ဟာတက်တယ်မပြေစုံမှုဆိုပြီးလေချောင်းပုံးကျဲတာမဟုတ်တလို့လို့စာကြည့်ဦးတန်နဲ့ထထဟောင်းသေးတယ်အတော့အံ့ဩစရာကောင်းနေသူတို့နှစ်ယောက်ကို အိုထိန်တွင်းကဂုံလူဆောင်ပုတ်ကိုအနေနဲ့ဖိတ်ခေါ်အခန့်တင်နေကပားတိုင်ဆုံးမောင်စမုံ